မင်္ဂလာပါညီမလေးတို့မွေးဟင်းချွတ်ခင်းသားမွေးငါကျေးဇူးပါတယ်ကဲမင်္ဂလာပါရှင်ဟုတ်အမဒါမင်းရှင်မွေးငါအကြောင်းလေးဒါရှင်းပြပေးပါဦးပထမဦးဆုံးကလာစားမိတ်သူတွေအတွက်ဆိုရင်ဒါဘာလေးတွေလိုအပ်မလဲဒီမှာရေးထားရလို့လည်းတွေ့ရတော့အလိုမျိုးတော့ပြပြပေးပါဦးမဟုတ်လာလာချင်းတော့ movie ကပြလေးကိုအရင်ဆုံးဝယ်ရမယ်ပေါ့နော်အာလူတွေကများတဲ့ခါကျတော့တစ်ထဲမှာလည်းမကောက်နိုင်တဲ့ခါကျတော့ဒီအဝမှာပဲတစ်ခါလေးရောင်းပေးလိုက်တာပါဟုတ်ကဲ့ဟုတ်ဒါအဝင်ဝမှာလည်းတော့မှဒါ ဈေးတန်းလေးတွေရှိပါတယ်ဟုတ်ကဲ့ဒီမှာဒီဈေးတန်းလေးဒီမှာကလေးတွေအကြိုက်ရုပ်လေးတွေအဲဒီမှာတခြားလူကြီးတွေအကြိုက်ငပိငချောက်တွေရအစမုံနေရအစအဲယူရီယာခနိုလူချွတ်တွေရောကင်ချီတွေရောဒီမှာ frozen အကြကွေးဖထုပ်အဲအဲအစုံရပါတယ်ရှင့်ဒီဘက်ကတော့ဒီဘက်ကတော့ဟင်းချချိုရဲ့ product တွေပေါ့နော် အဲ့ပြီးတော့ဒီမှာမဲကျူညီမလေးတွေဒီလိုပဲအတိမိတ်ဆွေညီမလေးတွေရဲ့ပစ္စည်းလေးတွေရောငရုတ်စီတွေရောဟိုဘာလဲမုံညင်းစီကလေးတွေအတွက်လူကြီးတွေအတွက်အမိုးရည်တွေအစရှိပါတယ်ရှင့်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင့် ဒီတုံကင်လေးဝင်လာရင်တုံကင်လေးဒီဆဲကိုထည့်ရမှာချင်းလေးလေးကိုထည့်ရမှာချင်းလေးလေးကိုတုံကင်လေးထည့်ပါရှင့်ပြီးတော့ဒီမှာပကံကြီးတွေမှာစားပေးရပါပြီရှင့် အာအမကဒီလူကြီးတွေအင်အား80ကျော်လူကြီးတွေကိုလည်းယောဂတွေမတိုးအောင်လို့ကြက်မိုက်နှင်းညောင်းချက်ထားတဲ့အတွက်ကြောင့်မို့လို့အဲဒီလောက်လာစားတဲ့လူကြီးတွေလည်းပဲလို့အဆင်ပြေပြေနဲ့အစားလို့ကောင်းတဲ့ဆိုတော့အဲတန်ကြားတဲ့ခါကျတော့ဆင်ချမ်းသာပါတယ်ဟုတ်ကဲ့ဘူဖေးမှာတော့ဒီမှာဘူဒီကျော်ကျက်တွန်ကျော်အဲ ပဲကြော်သုံးမျိုးရှိတယ်ပေါ့နော်အဲတပြောတခြားအကြော်တွေလည်းစားခြင်းတဲ့တွေအတွက်အကြော်သက်သက်ထက်ကြော်ထားပါတယ်ရှင်ဟုတ်ကဲ့ဒီမှာပဲကိုယ့်အကိုအကြော်အနေဆက်ပြီးတော့ဒီကဟိုကလေးကကြော်ပေးတယ်ဒီမှာကိုယ်အကိုတိုင်းပဲအနှစ်ကိုဆက်လိုက်တယ်ပြီးတော့ဒီမှာတခါလဲကြော်တဲ့ခါကျတော့တခါလဲစားတဲ့ခါကျတော့ဒီမွေးငါးနဲ့ကကိုယ်အဆင်ပြေတယ်ပေါ့နော်အဲအကြော်လေးဒါကြောင့်မလို့တို့တွေကသူတို့ကတော့ဒီရဲ့အကြော်လေးတွေကိုချက်ချင်းရရတဲ့ချက်ချင်းပုံပုံနည်းနည်းစားရတဲ့အကြောင်းမလို့စိုက်ကြတယ်လို့ပြောကြပါတယ်ဟုတ် ဆဆကြေးကဘယ်လိုဖြစ်တယ်ဆိုတော့ကရိတ်ဥယျာဉ်ထဲမှာစရောက်တာပေါ့2005ခုနှစ်လောက်ခဲကအဲ့မှာမြန်မာအစားစားစမယ်ဆိုတော့အဲ့ဒါနဲ့ဒီဟင်းသရမမေရဟင်းသရသူတွေအဲ့တော့ဟင်းသရမိုဟင်းကားလေးကိုလုပ်မယ်ဆိုပြီးတော့အဲ့မှာစလုပ်ဖြစ်ပါတယ်ကန်တော်ကြီးကရိတ်ဥယျာဉ်ထဲမှာအဲ2000ငါကတည်းကနေစပြန်တော့ဆက်ခွန်78လောက်မှာမှမွေးအဟင်းချိုချိုတီးသန့် branding လုပ်ပြီးတော့တီးသန့်ဒီဇိုင်းဒီလန်ထဲမှာပဲဖွင့်လိုက်ပါတယ်အာဒီရဲ့အိမ်မှာပဲအတော့လူကြီးရတဲ့အသက်ကြီးလာတဲ့အခါကျတော့ ဒီလိုဘေးတွေလည်းမသွားနိုင်တော့အခါကျတော့ဒီအိမ်ထဲမှာပဲနေတော့ဒီအိမ်ထဲမှာပဲချက်ပြီးတော့အမတကားပိတ်ပြီးတော့အဲ Facebook မှာပဲကြော်ညာပြီးတော့မိတ်ဆွေတငယ်ချင်းတွေလည်းပဲစားနေတာအဲ့မှာလာစားနေတဲ့တရားပါအဲ့ဒီရဲ့ Victoria ကအအဖွဲရဒီကျွန်တော်ဤလမ်းလျှောက်အဖွဲရပဲအဲ Victoria ညီမလေးမဆွေရသူ့ရဲ့တပည့်လေးဟိုဖုန်း blogger လေးမောင်ဂျွန်စမစ်ကိုမောင်ဂျွန်ကိုခေါ်ပြီးတော့ကြော်ညာပေးပါတဲ့ဆိုတော့အမကကြောက်ကြောက်နဲ့ အဲမလုတ်ပါနဲ့ငါမလိုက်ဘူးနော်ဆိုလှုပ်တယ်ပြောထားရကြမှာအမကြောင်ကြလိုက်တော့အဲ့မှာစပြီးတော့တိသွားခဲ့တယ်။ဟုတ်အမားတို့ကဟိုအမခွားတွေရောအကုန်လုံးကဒီအမေတို့ရောသွေးတိုးရှိတယ်။သွေးတိုးရှိတော့အဲ့တော့ဒီရဲ့အချို့မိုးတွေလုံးဝသုံးလို့မရဘူး။ငါပြည်လည်းအများကြီးထည့်လို့မရဘူးဆိုတော့ဒီဒီမိုဟင်ကလည်းကွာစားတာဘာမှမဖြစ်ဘူးဆိုတော့အဲ့ဒီအတိုင်းလေးကိုပဲချက်ပြတာအစပိုင်းတုန်းကတော့အချို့မိုးပါတယ်။နောက်ပိုင်းကျတော့မှဒီရဲ့ကျမရုံညွတ်ပြီးတော့ဒီနှစ်ထောင်ဒီဘက်ဆိုင်ဖွင့်မရတော့မှသာလျှင်အချို့မိုးမပါဘဲနဲ့ ကိုယ်တိုင်ပဲကိုယ်တွေလည်းအဲ့တော့မှယောဂတွေရာနည်းနည်းလေးရှိလာတဲ့အခါကျတော့အဲ့ဒီကျမရဲ့ညညွတ်တဲ့ဥစ္စာကိုဥတည်ပြီးတော့ဆက်လုပ်ဖြစ်တာပါအဲအစပိုင်းကဆိုတယောက်ထဲလောက်တာဆိုတော့အဲ့တော့ကိုယ်ထက်ကိုယ့်ကိုကြိုက်ကြဇပွဲလေးခင်းထားတယ်ဇပွဲဇပွဲလေးနှလုံးနဲ့အဲဇပွဲခင်းထားပြီးတော့ကိုကြိုက်ကြကိုကြိုက်တယ်လို့ယူဆဆိုပြီးတော့အဲ့တော့မှဆိုကော်ဖီရောအကုန်လုံးချထားတာအဲ့တော့ဟို ဘူဖေးရဲ့လို့ကိုရီးယားအတွေးတော့မရှိပါနဲ့အဲကိုမကိုယူစားကြပါဆိုတဲ့အဲ့လိုလုပ်နေတဲ့အဲ့ဒါဘူဖေးစနစ်ဆိုတာအဲ့ဒါကြီးဖြစ်သွားတာဒီမှာကိုကတော့လေဟုတ်ကဲ့ဟုတ်ဆိုတော့ဒါအရင်တွေကဆိုရင်တော့ဖွင့်နေတာဆိုတော့ခံမင်းကြီးဘောက်ရှိသွားတယ်အရင်တွေကလည်းအဲ့လိုပေါ့နင်း20လောက်တောင်ဖြစ်ပြီ2005ခုနှစ်ခရဲကဟုတ်ဘူဖေးကတော့ဒီ2022လောက်အကုန်လုံးမှစဖြစ်တာပေါ့ အဲအဲ့တုန်းကဆိုရင်တော့စားတောက်ဆိုင်နဲ့တွဲလောက်ရတဲ့အခါကျတော့စားတောက်ဆိုင်ကိုပဲအဓိကကလေးတွေကလည်းဝါသနာပါကြတယ်ဒီမွေးငှားကိုမလုတ်ချင်ကြဘူးအဲ့တော့ကလေးတွေကမလုတ်ချင်ကိုကမွေးငှားကိုလုတ်ချင် အဲအဲ့မှာခလေးတွေတော်တော်များများနဲ့ဟိုဟာအတိုက်ခံနေဖြစ်ရတယ်အဲစားတောက်ဆိုင်ဆိုတော့စားတောက်ဆိုင်ကိုပဲလူတွေကဟိုတရုတ်စားစာတွေပဲကြောကြင်ကြတာပေါ့အဲ့တော့မှအဲ့မိုင်းမွေးငါးကိုတို့အလေးမထားလာကြအောင်အဲ့မွေးငါးကပြဿနာတစ်ခုလို့ဖြစ်လာတဲ့ခါမှာအမအဲ့မှာ2018ကျမှလာတော့နောက်ကျသွားတယ်ပေါ့နော်အဲ့မှာမှဟိုမကြိုက်လို့ကလေးတွေတချို့တွေဆိုထွက်သွားတာပါညာရှိတော့ဘာလို့ကမလဲစဉ်းစားရင်စဉ်းစားနေအဲ့မွေးငါးကိုဆွဲထုတ်ပလိုက်ပြီးတော့တတ်တတ်သီးတဲ့ဆိုင် branding တိတ်ချဖောက်လိုက်တော့ပေါ့အဲ့တော့မှဟင်းချိုချိုဆိုတာတည်သွားတာပထမပိုင်းတော့ဟင်းချိုချိုနေနဲ့မသိဘူးကျွန်တော်ကြီးကမွေးငါးအနေနဲ့ပဲသိတယ်ဆောက်ပထမပိုင်းတော့ပေါ့နော် အဲနောက်မှအဲ့ဒီရဲ့ branding ကိုမိတ်ဆွေလေးတွေကလည်းပြောပြတော့ဒါလေးရဲ့ branding လုပ်ရမယ်ဆိုတော့အဲ့ဒါနဲ့ hinge show ဆိုတဲ့ branding ကိုတိတ်ချာချာစိုက်မှုတွေပိုင်းနဲ့အဲ့ဒီအဲ့ဒီမိတ်ဆွေမောင်လေးမောင်တင်ဆက်ကနေပြီးတော့အမှသူကလုပ်ပေးပြီးတော့ဒီ logo လေးနဲ့ဒီရဲ့အဲပကြီးမောင်ပကြီးဆရာမောင်ခဲတန်ရဲ့အဲ့ဒီရဲ့ဒီရဲ့ဟိုပကြီးလေးတွေလည်းအမကဒါလိုဆွဲခိုင်းအဲ့ဒီက branding ဒီရဲ့ဟိုဒီရဲ့ site book ကိုလည်းပဲအဲ့ဒီရဲ့ mountain tech ကလည်းအဲ့ဒါအဲ့ဒါသူက design လုပ်ပေး အဲ့လိုနဲ့အမစပြီးတော့အဲ့လိုနည်းနည်းကြော်ညာပြစ်တာပေါ့ Facebook မှာဟုတ်ကဲ့အဟင်းချိုဘလို့ဖြစ်လာလဲဆိုတော့အမကနာမည်ပေးတော့ဆရာမတော်ဆုစုလိုင်အဲ့ဒါဟိုသွားမေးတော့ဆရာမနာမည်တွေပေးတယ်မကြိုက်ဘူးကျွန်တော်ရဲ့ဒီဟင်းမိုဟင်းကားလေးရာသူ့တဘာဝအတိုင်းချိုချိုလေး ဆိုတော့ဒီဟာနဲ့လိုက်ဖက်တဲ့နာမည်လေးပေးခြင်းလဲဆိုဆရာမအဲ့ဒါဆိုတော့ဟင်းချိုချိုလို့သာပေးလိုက်ဆိုတော့အဲ့မှာအရန်ကြိုက်သွားပြီးဟင်းချိုချိုပဲဖြစ်သွားတာပါဟာမအစပိုင်းတုန်းကဆိုရင်မရဲ့ဥစ္စာကိုဟင်းချိုချိုမိုဟင်းကားကိုစားရတာပေါ်ကြတယ်ဆိုပြီးတော့လူတွေကတိတ်မကြိုက်ကြအောင်အဲဒါပေမဲ့အဲ့ဒီနောက်ပိုင်းကျတော့မှ ဒီကျမကြီးကိုလိုက်စားပြီးပိုများလာတဲ့သဘောလို့အမတော့ယူဆတယ်။တဖြည်းဖြည်းနဲ့မှအဲ့ဒီဟင်းချိုချိုစားတက်လာကြတယ်။အဲတချို့ဆိုရင်အမေမိဘတွေကဒီဟင်းချိုချိုလေးကိုပဲစားကြင်ကြတာလေ။ဒီစားတာအဆင်ပြေသွားတယ်ဆိုပေမဲ့ဆက်စားကြတယ်။တချို့ဆိုလာတဲ့အတီတွေကတခြားမဟုတ်ငါစားလို့မရဘူးတဲ့။ဒီဟာနဲ့ဆိုအဆင်ပြေတယ်ဆိုစားကြတယ်။အဲအဲ့တော့အဲ့ဒါကိုကအတွေးတစ်ခုဖြစ်သွားပြီးတော့လူကြီးတွေလည်းပို့ပြီးတော့ဟိုအဆင်ပြေတယ်ပေါ့ဆိုပြီးတော့အဲ့ဒါနဲ့ဒီမိုဟင်းငါးလေးကိုလည်းနည်းနည်းဒီဇိုင်းမမတ်လေးနဲ့ဆက်လုပ်ဖြစ်လာပါဟုတ်။ ဟုတ်ဆက်ဆက်ချင်းတော့အမ1500နဲ့စခဲ့တာ1500ဆိုတော့ဟိုဟိုလာစားစေချင်တာဒီတိုင်းလာစားဆိုလို့တည်းကမိတ်ဆွေတွေကမလာကြဘူးအဲ့တော့1500ပေးအဲ့တော့1500နဲ့ဆိုပြီးအမစဘူးဖေးဆိုပြီးစလိုက်တာအဲ့မှာဟိုသားမောင်ကျုံကလည်းအဲ့မှာ ဟိုအဲ့ဒီတရားကြော်ညာလိုက်တဲ့အခါမှာအဲ့1500နဲ့ပဲဆက်သွားပြလိုက်တော့တယ်ရှုံးတော့ရှုံးနေတာပေါ့နော်တော့ပြင်မဲ့လည်းအဲ့1500နဲ့ပဲဆက်သွားဆက်သွားဆက်သွားရင်းနဲ့မှတဖြည်းဖြည်းဈေးတရားမှာမှအရန်အားနာတယ်အဲ့တော့အမှတဖြည်းဖြည်းတည်းမိတ်ဆွေတငယ်ချင်းတွေကနေပေါ့တက်တော့တက်တော့တက်တော့ဆိုတော့အဲ့ဒီရတွန်းအားတွေနဲ့လို့နည်း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 တက်လာတက်လာနေပြီးအခုဒီ9000အထိဖြစ်လာတာပေါ့နော် ဟုတ်အမကအသက်လက်ကြီးပြီဆိုတော့အရင်မတိုးချင်နိုင်တော့ဘူးအမဒီရဲ့ဒီလိုမျိုးလေးဒီလို community လေးရှိနေတာလေးကိုပဲဒီဟာလေးကိုပဲကိုရီးယားအရှိတယ်ဒီရဲ့နောက်ပြီးတော့ဒီရဲ့ညီမလေးတွေညာလေးဒီမှာရောင်းတဲ့ညီမလေးတွေကလည်းသူတို့အတွက်လည်းအကျိုးရှိတယ်ကိုတို့လည်းအကျိုးရှိတယ်နောက်ပြီးတော့သူတို့လည်းဒီမှာလာရောင်းကြတာပျော်တယ်ဒီရဲ့စားတဲ့လူတွေကလည်းပဲဒီလိုမျိုးဈေးလေးရှိတဲ့အခါကျတော့စိတ်ဝင်ပို့ပြီးစိတ်ဝင်စားတယ်အဲအဲ့ဒီရွယ်ချက်လေးနဲ့ဒီညီမလေးတွေပေါ့ လာရောက်ဖြစ်တာပါဟုတ်ဟုတ်အဲအဓိကတော့အဲ့လူမနိုင်တာလည်းပါတယ်အမတော့အပင်ပန်းနဲ့မခံနိုင်တော့နောက်တစ်ခုကအနှစ်ထုတ်တယ်ထုတ်တယ်အနှစ်ထုတ်ကအနှစ်ထုတ်အစိုးရအချောက်တွေရှိတယ်အဲ့ဒါတွေကစူပါမားကတ်တွေကိုလည်းတွင်းထားတဲ့အခါကျတော့အဲ့ဒီဟာကိုစီသက်ဖို့အတွက်အချိန်ပေးရသေးတယ်အခုဒီတနင်္ဂနွေတရက်ချက်တာတော့မှနှစ်ရက်ပေးရတယ်ပေါ့နော်အချိန်ဟာဒီအတွက်ကိုဒီနေ့အတွက်ကိုနှစ်ရက်အချိန်ပေးရတော့ဈာရက်မှာအဲ့ဒီရေစူပါမားကတ်တွေပေးရတာနဲ့ delivery လုပ်ရတာနဲ့ဆိုတော့အချိန်မရှိရလဲပါတယ် အဲ့ဒါကြောင့်မို့လို့ဒီတနင်္ဂနွေတစ်ရက်ကလေးပဲလုပ်ဖြစ်တာနှစ်ရက်သာဆိုရင်အမဟိုစီတက်ဖို့တွေအချိန်မရှိအမကလည်းဟိုအလုံးယုံအကြီးကြီးတွေပါလေလုံနိုင်တာမဟုတ်တဲ့အခါကျတော့တနိုင်ပဲလုပ်တဲ့အတွက်ကြောင့်မို့လို့ဒါဟိုနည်းနည်းနဲ့ကောင်းကောင်းလေးပဲရည်ရွယ်ပြီးတော့လုပ်ဖြစ်နေတာပါဟုတ်ဘူဖေးဆိုင်ဖွင့်တဲ့အချိန်ကတော့မနေ့9နာရီနေ12နာရီထိပါအဲတချို့ကြတော့လည်း6နာရီခွဲလောက်ခရေလာခဲ့လာရင်လည်းအမတို့ကတော့ရအောင်စီစဉ်ပေးလိုက်ပါတယ်။ည7:00နာရီနဲ့7:00နာရီလောက်ထိလည်းပဲဟိုလာမယ်ဆိုရင်မတို့ရှိပါတယ်။ ဟုတ်လိပ်စာလေးကတော့ဒီကန်တော်ကြီးပလန်နာကဖိုးစိန်လန်းအဲ့ဒါနေဝင်ရမယ်နမောက်လန်းသွဲတစ်ထဲကိုဝင်လာရင် 63D နံပါတ်က 63D ပါရှင့်ဟုတ်အဲရင်းရင်တုံးတွေကြားလာပြီးနှစ်အများကြီးပဲအားပေးနေတဲ့ customer တွေရောအခုမှထပ်လာပြီးတော့အားပေးတဲ့ customer တွေရောအများကြီးကျေးဇူးတင်ပါတယ်ရှင်နောက်လည်းလာအားပေးပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်